ိုင်းကားစီးလာတာလေလိုင်းကနေလိုင်းကားလဲစီးလဲစီးလဲစီးလာတော့အဲ့လိုင်းကားပေါ်တဲ့မိမိုင်တယောက်တက်လာတယ်တဲ့တက်လိုက်မိမိုင်ရဲ့ကျမသမီးလေးလက်မအိုးတဲ့ကင်လိုက်တယ်တဲ့အဲ့လိုမျိုးတဲ့သူကလည်းလက်မအိုးတဲ့လာကန်လိုက်တဲ့ချိန်မှာတဲ့သမီးစုံကနေပေါ်တော့အဲ့လိုဖြစ်သွားတယ်အဲ့ဒီနောက်ပိုင်းသမီးဘာမှမသိတော့တာတဲ့ အားလုံးပဲမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါရရှင်မြန်မာခုတင်ဆက်ပေးမဲ့ဗီဒီယိုလေးကတော့ဖုံဖုံတပားကနော် line ကစီးရင်းနဲ့နော် line ကပေါ်မှာမူယူပြီးတော့နော်ဆဲယူတိုင်းထားနေတာရှင်ဒါကြောင့်မို့လို့တူတူလိုက်ပါစီးနှင်းလာတဲ့နော်ဒကာဒကာမတွေကနော်ဖုံကြီးကိုကားပေါ်ကနေဆွဲချမယ်ဆိုပြီးတော့အသင်းလုံနေကြတယ်ရှင်သင်ငန်းဝေးယုံခြုံထားတဲ့ဖုံကြီးတပားအနေနဲ့လည်းနော်ခုလိုမျိုးလူသူအများကြီးထဲမှာခုလိုဆဲယူတိုင်းထားမျိုးကတော့မဖြစ်သင့်ဘူးရှင်အားလုံးလည်းသိရအောင်လို့ဒီဗီဒီယိုလေးကိုညီမနဲ့တူတူအဆုံးထိလိုက်ပါကြည့်ရှုပြီးဖိတ်ခေါ်ချင်ပါတယ်ရှင် ရှိပြီးတော့เนาะခုလိုမျိုးပုံစံကြီးနဲ့じゃတော့เนาะအများကြီးမှာမပြင်းတော့เนาะ ya le dio le စံမျိုးနဲ့ကြတော့เนาะဖုံဖုံတစ်ပါးဖြစ်ပြီးတော့เนาะအရန်ကောင်မှာရုပ်ပေါက်လုံးနဲ့ရှင်ဒုံလဘက်ဝင့်နေတဲ့ယဟန်မဲဖြစ်ဖြစ်เนาะရာသက်ပံဝင့်နေတဲ့ယဟန်မဲဖြစ်ဖြစ်အများတမစီရဲ့ line ကားပေါ်မှာเนาะခုလိုမျိုးစေယူတိုင်းထားပြီးတော့ပြောဆိုနေတာတော့เนาะဘလို့မှအမြင်မတင်တော့ဘူးရှင်တခြားသူတွေရဲ့အမြင်မှာဆိုလဲလူပုံစံမျိုးတွေမြင်တွေ့ရတာเนาะဗုဒ္ဓသာသနာကိုညှိုးနှွမ်းစေတယ်ရှင်ဒုံလဘက်ဝင့်တဲ့ယဟန်ဖြစ်နေတော့မှာเนาะကိုယ့်ရဲ့ဝင့်နေတဲ့တော့ညီအောင်နေတဲ့နဲ့ရှင်ခုလိုသင်ငန်းချုံလာတဲ့အချိန်မှာဒါမျိုးတော့မဖြစ်တင်ဘူးရှင်အခုကเนาะအရန်ကောင်မှာကြည်ရဆိုရဲ့ရှင်နောက်ထပ်ဗီဒီယိုလေးကတော့ line ကားစီးရင်သူ့စီမီတဲ့အကြောင်းကိုပြောပြလာတဲ့ ဲ့အမရဲ့ view point လေးပဲဖြစ်ပါတယ်ညီမနဲ့တူတူစက်ကြည့်လိုက်အောင်နော်အမရဲ့တမီလေးစိတ်တို့ခန်းနဲ့ကိစ္စကျွန်မတင်ထားတယ်ပေါ့နော်ဟိုနေရာတွေကပြောမလို့ပဲဒါပေမဲ့ကျွန်မတမီလေးကလည်းမတက်တာသေးတာရယ်နောက်စိတ်တီအဆင်မပြေတာရယ်ကြောင့်ကျွန်မမပြောပြဖြစ်သေးတာပေါ့နော်အဲ့တော့ ဟိုတငယ်ချင်းနေရတယ်တချို့တငယ်ချင်းနေရတယ်ဖုန်းတွေဆက်ဆက်ပြီးတော့မိကြတယ်ပေါ့နော်ဘယ်လိုဖြစ်တာလဲဆိုတာဟာကိုအဲ့တော့လေအားလုံးတတိထားလို့ရအောင်လို့ကျွန်မတခါတည်းဒီကနေပြီးတော့ပြောပြပြောပြပြီးမယ်ပေါ့နော်အဓိကတော့အားလုံးကိုတတိထားစေချင်တာပါအဲ့နေရာတင်လိုက်တယ်ဆိုတဲ့ဥစ္စာကလည်းအားလုံးကိုတတိထားစေချင်လို့စေတနာနဲ့တင်လိုက်တာပါနော်အဲ့တော့ဘယ်ကနေဘယ်လိုဆက်ဖြစ်တာလဲဆိုတာကိုကျွန်မပြောပြမယ်ကျွန်မတမိကကျွန်မတို့ကိုဟို ဖုန်းဆက်လို့မရဘူးကျမတို့အိမ်ကဖုန်းတစ်လုံးမှဆက်လို့မရလို့ဂျာက လူသူတငယ်ချင်းတယောက်ကိုဖုန်းဆက်လိုက်တာပေါ့နော်ဆက်လိုက်တာအဲ့တငယ်ချင်းကနေပြီးတော့မှကျမအဖေကိုအရှင်ဆုံးပြောတာကျမအိမ်ထဲမှာဟင်းချက်နေတာအဲ့တော့အဖေကနေပြီးကျမကိုလာပြောတယ်ပေါ့နော်ဟိုတမီးရဲ့နေတမီးရပေါ့နော်အခုဘယ်နေရာရောက်နေမှမသိဘူးမှောင်မွေးနေတာပဲပေါ့နော်ပြီးတော့သူ့နားမှာလူတွေလည်းမရှိဘူးကားတွေလည်းမရှိဘူးပေါ့နော်အဲကားကလည်းတစ်စီးတစ်စီးပဲလာတယ်ပြီးတော့လည်းဘယ်ကားမှလည်းမရက်ဘူးပေါ့နော်တစ်စီးကားလည်းမရှိဘူးလိုင်းကားလည်းမရှိဘူးပေါ့နော်အဲ့လိုမျိုးပြောရင်ငိုးယုံနေတယ်မျက်မှန်လည်းမရှိတော့ဘူးလို့ပြောတယ်ဆိုတော့ကျမအဲ့မှာရင်ထိတ်သွားဘာလို့လို့လောက်မှမသိဘူးအဲ့ဒါလည်းကျမလည်း အားနဲ့သူ့ကိုဖုန်းခေါ်ဖုန်းကလေးခေါ်လဲခေါ်လဲခေါ်မမေးတဲ့အဲတမီးရဲ့ကြောက်တယ်တဲ့တမီးနာမှာတဲ့မှောင်မဲနေတာပဲတဲ့လိုင်းကားလည်းမရှိဘူးတက်စီကားလည်းမရှိဘူးတဲ့အိမ်နေရှိတာဆိုအိမ်နေရရှိတယ်တဲ့မိရေပြက်နေတယ်မှောင်မဲနေတာပဲတဲ့ဈေးဆိုင်ကန်းနေလည်းရှိတယ်ဒါမှအားလုံးကတကားပိတ်ထားတယ်တဲ့အားတမီးကိုလာခေါ်ပါမမေးတဲ့တမီးဘယ်လိုလုပ်ရမလဲမသိဘူးတဲ့ဆိုပြီးတော့အားနဲ့သူကအဲ့လိုမျိုးပြောတယ်ပြောတဲ့အချိန်မှာကျမကလည်းပူးထူသွားပြီးတော့တမီးဘာမှအားမငယ်နဲ့မမေးတို့လာခေါ်မဲ့အဲ နည်းနည်းစဉ်းစားကဘယ်နားလောက်မှာလဲဆိုတော့နည်းနည်းစဉ်းစားအဲဆိုတော့ तू ကလက်မိမသိဘူးသမီးမသိဘူးအဲ့လိုမျိုးပဲပြောနေတာပြောနေတဲ့အခါကျတော့အဲ့ဒါနဲ့ကျမလည်းဘာလို့လုံးဝမသိဘူးကျမတငယ်ချင်းကိုကျမဖုန်းလမ်းဆက်လိုက်တယ်ပေါ့နော်အာဖုန်းလမ်းဆက်လိုက်တဲ့အခါကျတော့တငယ်ချင်းကနေပြီးတော့သူရှိတဲ့နေရာကိုမိပါလဲ ဘာခေါ်လဲအဲ location ဖွင့်ခိုင်းလိုက်ပေါ့နော်ဆိုအရင်ကကျမသမီးရဲ့အဲ့အရာတွေကိုသိတယ်ဒါပေမဲ့အဲ့အချိန်မှာ तू ကပြောရမယ်ဆိုစေးမိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ तू ကအားလုံးကိုဘယ်လိုပြောရမလဲအရန်အကုန်တတိယမနေဘူးပေါ့နော်အဲ့ဒီတော့ကျမ तू မေ့နေတာပေါ့ तू တတိမကပ်ဘူးအဲ့လိုမဖြစ်နဲ့အဲ့ဒါကျမတငယ်ချင်းလည်းကျမအဲ့လိုတတိပြရတော့မှ तू သမီးလေးအဲ့လားလှုပ်လိုက်အဲ့လားအဲ့လိုမျိုးလှုပ်လိုက်လှုပ်လိုက်ဆိုပြီးတော့မှခိုင်းလိုက်တော့မှ तू ကအဲ့လိုမျိုးလှုပ်လိုက်တာအာလှုပ်လဲ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 တော့ तू ရှိရတီနေရကျမတို့ကတိသွားတာအာအဲ့လိုမျိုးတမိုင်းနဲ့အနီးတဝိုက်ပေါ့နော် သူကစေကမ်းမှာအလုပ်လုပ်နေတာပေါ့နော်အလုပ်ဝင်နေတာအလုပ်ဆင်းနေတာစေကမ်းမှာအဲ့စေကမ်းနေပြီးတော့မှသူလိုင်းကားစီးလာတာပေါ့နော်လှိုင်းလှိုင်းဘက်ကနေလိုင်းကားစီးလာတာစီးလာစီးလာတာပေါ့နော်စီးလာပြီးတော့မှအခုလိုမျိုးဖြစ်တာပေါ့အဲ့ခါကျတော့သူ့ကိုအဲ့လိုမျိုးထောက်လက်ထောက်ခံလိုက်ပေါ့သူရှိတဲ့နေရာကျမတို့တိသွားတယ်တိသွားတဲ့အခါကျတော့မတအောင်အောင်နေတဲ့နေရာတခါသူကဖုန်းပြန်ဆက်လာဆက်လာမင်းမင်းရဲ့တမီးရဲ့ကားကားလာပြီတဲ့ပေါ့နော်တမီးကားကားလာပြီတဲ့တမီးလာမှပြောပြတော့မယ်ဆိုအာနဲ့ကာသမာဦး အကိုဖုံးပေးလိုက်ဆိုပြီးကျမတို့ကနေပြီးမှကာသမားအကိုဖုံးပြောရဲပေါ့နော်ဖုံးပြောရဲအဲ့ဒါနဲ့ဖုံးပြောပြီးတော့အကိုရဲ့တေချာလေးခေါ်လာပေးပါဆိုပြီးတော့ပေါ့နော်ကျမတို့လမ်းတစ်ဝက်ကနေလာခေါ်မယ်ပေါ့မိတလောက်ကိုပေါ့နော်ဆိုပြီးတော့အဲ့လိုမျိုးပြောပြီးတော့ကျမတို့နောက်ကနေကျမတို့မိသားစုလိုက်သွားကြတယ်ပေါ့နော်လိုက်သွားပြီးကျမတို့တမီးတို့တွေ့တယ်ပေါ့တွေ့တဲ့အချိန်မှာဘာဖြစ်နေလဲဆိုတော့ तू ကလုံးဝမူပြီးတော့လေအဲ့လိုမျိုးခွေပြီးတော့လေအဲ့လိုရိုင်းထိုးနေရအဲ့လိုမျိုးဖြစ်နေရအဲ့တော့သူ့ရဲ့အိတ်ဒီက तू ပေါ်ကနေကျမတို့တက်စီပေါ်ကနေချလိုက်တဲ့အချိန်မှာလူယူလိုက်တဲ့အချိန်မှာညာသူ့ရဲ့ထမင်းကြိုင်ဘူးပေါ့နော်ဒီလိုကြီးဖွင့်ရတာကြီးဖွင့်ရတာကြီးဖြစ်နေရပေါ့နော်နောက်ဒီဒီကြောဘလို့ဒီကြောဘလို့အဲ့ဆိုလို့ရှိုးရှိနေဒီလိုမျိုးဖွင့်ဖွင့်ရတာကြီးဖွင့်ရတာကြီးအာသူ့ကိုကြည့်ရတော့တကြီးတရိုင်းနေပေါ့နော်အဲ့ဒါနဲ့ကျမတို့သူ့ကိုအိမ်ကိုပြန်ခေါ်လာတယ်ပြန်ခေါ်လာပြီးတော့ကျမတို့ဘာလုပ်လဲဆိုတော့သူ့ကိုတံမြားရေးလေးတက်လိုက်တယ်ပေါ့နော်ရေးအေးအေးလေးနဲ့သူ့ကိုတံမြားရေးလေးဖြောတိုက်လိုက်တယ်တိုက်ပြီးတော့သူ့ကို ခဏထားလိုက်တယ်ပေါ့။သူစပြီးတော့ဖြစ်တာကလိုင်းကားစီးတာသူက6နာရီကျော်လောက်မှလိုင်းကားစီးတာ။သူစဖြစ်တာလည်း6နာရီကျော်လောက်မှဖြစ်တယ်။ဒါပေမဲ့သူပြန်ပြီးတော့တတိပြန်ဝင်လာပြီးကျမတို့ဆက်သွယ်တာ6နာရီ40ကျော်ကျော်လောက်ဆိုတော့သူမိနစ်နာရီဝက်40လောက်သူတတိမေ့သွားတာပေါ့နော်။တတိလေ့သွားတာပေါ့။သူတတိရတဲ့အချိန်မှာတော့သူတခြားတနေရာမှာရောက်နေတာပေါ့။အဲ့တော့ကျမတို့သူ့ကိုအိမ်ပြန်ရောက်လာတဲ့အချိန်မှာတမရလေးတိုက်ရေးအေးလေးတိုက်ပြီးတော့ ကျမတို့သူနည်းနည်းတတိပြန်ရမယ့်အချိန်ဘို့เนาะကျမတို့မေးလို့ရအောင်စောင့်နေရပါဘောเนาะအဲ့ဒါစောင့်နေရပါစောင့်နေပြီးတော့အဲ့သူနည်းနည်းလည်းတတိလည်းရလည်းရလည်းရတော့ကျမတို့သူတို့သူ့ကိုဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းမေးကြည့်တာဘောเนาะမေးကြည့်တဲ့အခါမှာ तू ကဘယ်လိုပြောလဲဆိုတော့တမီးရဲ့လိုင်းကားစီလာတာလေလိုင်းရနေတယ်လိုင်းကားလည်းစီလက်စီလက်စီလာတော့တဲ့အဲ့လိုင်းကားပေါ့တဲ့မိမကြီးတယောက်တက်လာတယ်တက်လာပြီအဲ့မိမကြီးရတယ်ဟွာဘောเนาะသူကအရန်စင်းရတဲ့ပုံစံလည်းမဟုတ်ဘူးတဲ့အဲဝစ်ကောင်းဆက်လာပေါ့နော်ဝစ်ထားတယ်ပေါ့နော်ဝစ်ထားပြီးတော့ကား သူကမတက်ရက်တဲ့အဲ့မိမရလည်းမတက်ရက်ကျမသမီးလေးကလည်းမတက်ရက်သူကထိုင်ကုန်မရတဲ့အတွက်မတက်ရက်အဲ့ဒါကို break ကာ break အုပ်လိုက်တဲ့အချိန်မှာအဲ့မိမရကျမသမီးလေးလက်မကိုတဲ့ကင်လိုက်တယ်တဲ့ကင်လိုက်တော့အဲ့အချိန်မှာသူက စုကနေဖြစ်သွားတယ်ဖြစ်သွားပြီအောက်ကနေဖြစ်သွားတယ်ပေါ့နော်ဟာငါဘာဖြစ်တာလဲမသိဘူးပေါ့ဒါပေမဲ့ကျမဒီကျမသမီးလေးကိုအမြဲတမ်းသူ့ကိုခီးသွားတာပဲဖြစ်ဖြစ်ပေါ့နော်အိမ်မနေရပဲဖြစ်ဖြစ်တဏ္ဏကုံသုံးပါ့ကိုကျမအမြဲတမ်းသူ့ကိုပေါ့နော်ရွတ်ဖက်ပူဇော်ခိုင်းနေပေါ့နော်အမြဲတမ်းသမီးသွားဘဲသွားသွားပေါ့နော်အလုပ်ပဲလုပ်လုပ်ကားပဲစီးစီးပေါ့နော်အမြဲတမ်းကျမတဏ္ဏကုံသုံးပါ့ကိုအမြဲတမ်းကျမသူ့ကိုရွတ်ဖက်ခိုင်းနေပေါ့နော်ဆိုတော့အာမမေးရသမီးကလည်းအဲ့ရွတ်ဖက်နေတာပဲပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးလေသူကလည်းလမောက်လို့လာကန်းတဲ့ချိန်မှာလည်းသမီးစုကနေပေါ့နော်အဲ့လိုဖြစ်သွားတယ်အဲ့ ီးနောက်ပိုင်းသမီးဘာမှမသိတော့တာတဲ့ဘောတော့သမီးအဲ့နောက်ပိုင်းဘာမှမသိတော့တာတဲ့အာမသိတော့ပဲနဲ့တဲ့ပြီးလည်းပြောသမီးတတိရတဲ့အချိန်မှာတဲ့သမီးရတဲ့လမ်းတစ်ခုကိုရောက်နေရတယ်မတက်ရဲ့ကြီးရဲ့အမတက်ရဲ့ကြီးလမ်းလေးနော်တယောက်ထဲခီးသွားလို့ရှင်နော်ဗီဒီယိုစိုက်တင်နေရှင်ဒီထက်ထားတဲ့အဲ့မရှိတော့ဘူးတဲ့သမီးမျက်မှန်လည်းမရှိတော့ဘူးတဲ့ဆိုတော့ခေါင်းကလည်းတအားမူးနေပြီတဲ့။တမီးအားယူပြီးလမ်းကိုကြည့်လိုက်တဲ့အချိန်မှာလည်းခေါင်းကတအားမူးတယ်။ဒါပေမဲ့အားယူပြီးကြည့်လိုက်တဲ့အချိန်မှာလည်းအိမ်စီကားရည်လည်းမရှိဘူးတဲ့။လိုင်းကားရည်လည်းမရှိဘူးတဲ့။အော် လိုင်းကားလည်းမရှိဘူးဟိုဟာတက်စီလည်းမရှိဘူးတဲ့အင်းစီကတစီနှစ်စီရတော့တဲ့ထက်သွားဖြက်လာရှိတယ်တရားမှရက်မပေးဘူးတဲ့အားနဲ့တဲ့တမီးရဲ့အဲ့ကောင်းမှတ်တိုင်းလို့နေလားမသိဘူးတဲ့တမီးအဲ့ငုတ်တို့ထိုင်လိုက်တယ်တဲ့ငုတ်တို့ထိုင်ပြီးတော့တဲ့တမီးရဲ့ကြောဖို့လွယ်အိတ်ကကြာတော့တဲ့သူသူလွယ်တဲ့ဒီကြောဖို့လွယ်အိတ်ပေါ့နော်ဒီသူလွယ်တဲ့ဒီကြောဖို့လွယ်အိတ်ကကြာတော့ तू ကလိုင်းကားစီဒီလိုလွယ်တာဒီလိုဒီလိုဒီလိုလွယ်တာအဲ့လိုလွယ်တာအဲ့လွယ်တော့တဲ့ ဖုံးကကန်ကောင်းလို့မပါသွားတာဘာကြောင့်မပါသွားလဲဆိုတော့ယူလာလဲမိမဖြစ်နေလင်းလင်းလည်းမလင်းလို့လဲပါမှာပေါ့နော်သူကဒီအတွင်းထဲကဒီအတွင်းထဲကစစ်ထဲကအကန့်မှာသူကထားလိုက်လို့ဖုံးမပါသွားတာအပြင်မှာပြေးပါလားတော့ဒီမှာဒီမှာအော်ဒီမှာဒီမှာ ဒီမှာဒီ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 မှာထားတာဒီမှာထားတဲ့အခါကျတော့သူကဒီလိုပိုက်ထားတာလေဒီလိုပိုက်ထားတဲ့အခါကျတော့အဲ့ဒါကိုသူတို့မမြင်နိုင်ဘူးဒီအတွင်းရောပဲသူတို့ဖျက်ရဲရဲပြီးသူတို့ရှာသူရှာသွားတာပေါ့နော်ရှာသွားဒါပေမဲ့ကျမသမီးလေးမှာဘာရှိလဲဆိုတော့အဆောင်လက်စွပ်ကလေးရှိတယ် အဆောင်လက်စုပ်ကလေးပေါ့နော်အဲ့အဆောင်လက်စုပ်ကလေးရွှေရောင်ကျိုးလေးနဲ့အဲပြီးတော့ကြောက်ကလေးနဲ့ပေါ့နော်အဲ့လိုမျိုးလှုပ်ထားတဲ့လက်စုပ်ကလေးကတော့မရှိနေတော့ဘူးတဲ့မျက်မှန်လည်းမရှိနေတော့ဘူးတဲ့အဲ့ဒါနဲ့ तू စ조사ပြီးတော့ပေါ့နော်ခေါင်းကလည်းမူဒူမူဒူနဲ့ तू လိုက်ရှာတဲ့အချိန်မှာချုံပုတ်ထဲမှာသူ့မျက်မှန်ကိုတွေ့ရတယ်တွေ့တော့တော့သူ့မျက်မှန်ကိုတက်ပြီးတော့မှာတဲ့ तू ဖုန်းလေးကို तू လိုက်ကုန်တယ်ကျမတို့အိမ်ကဖုန်းလေးလည်းလိုက်မမိဘူးအဲ့ဒီနေရာတော့ဖြစ်ချင်တော့လိုက်မမိတော့အဲ့ဒီ ဟို post อ่ะပါလဲဖုန်းนี่ခေါ်မရတော့ငယ်ချင်းကိုသူဆက်ပြီးတော့အဲကျမတို့လှန့်ပြောခိုင်းနေဆိုတာလေကျမတို့ဖုန်းนี่ခေါ်မရတဲ့အတွက်ကြောင့်မလို့အဲ့အတွက်ကြောင့်မလို့ကျမတို့ကသူနဲ့ဆက်သွယ်ရပြီးတော့တွားခေါ်တယ်တွားခေါ်တော့ပြန်လာတော့သူ့ကိုမေးတယ်ပြီးတော့သူ့ကိုဘယ်နေရာလဲလို့ကျမတို့ကဘယ်နေရာကိုသူ့ကိုပေါ့နော်ဟိုလှုပ်လိုက်တာလဲပေါ့မေးလိုက်တဲ့အချိန်မှာသူကလက်မား လက်မအောင်လုပ်လိုက်တာဆိုကျွန်မတို့သူ့လက်မအောင်လှမ်းကြည့်လိုက်တဲ့အချိန်မှာဟိုပါပေါ့နော်အပေါက်ရရရလေးပေါ့နော်အဲ့ဒါလေးကိုတွေ့တယ်တွေ့လိုက်တဲ့အချိန်မှာ तू ကလုံးဝသမီးရဲ့အဲ့ဒါကိုတဲ့မပုတ်လိုက်မိဘူးတဲ့မပုတ်လိုက်မိဘူးပေါ့နော်ဆိုပြီး तू အဲ့လိုမျိုးပြောတယ်ပြောတဲ့အခါကျတော့အဲ့ဒါကဘာဖြစ်လာလဲဆိုတော့ညနေညဘက်မှာပေါ့နော် तू ကိုကျွန်မတို့ရေချိုးခိုင်းလိုက်တယ်ရေချိုးပြီးတော့ तू ကျွန်မတို့သမီးကျွေးလိုက်တယ်ပေါ့နော်ကျွေးတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ तू ကနောက်ပိုင်းအဲ့ဒီအရာလေးရှားလာတယ်ပေါ့နော်ရှားလာပြီးတော့ဒီကုန်းလုံးကိုယ်လေးလက်တွေကြိုက်တယ်ပြီးတော့ နောက်နေ့ကျတော့ဘာဖြစ်လဲဆိုတော့အန်တယ်စားပြီးသားဟာတွေမှန်တယ်များအကုန်လုံးပြန်အန်ထွက်တယ်ပေါ့နော်စားပြီးသားဟာတွေမှန်တယ်များအကုန်လုံးပြန်အန်ထွက်တယ်ပြီးတော့ဟိုဟာကိုရီရှားတယ်ပြီးတော့ကိုရီလက်တွေကြိုက်တယ်ပေါ့နော်ပြီးတော့ခေါင်းတွေကြိုက်တယ်ပေါ့လူကမတွေ့မလန်နဲ့ဘာဆဆလဲသူစားမကောင်းဘာဆေးတွေဘလို့လဲတော့မသိဘူးပေါ့နော်အဲ့တော့ကျမထင်တာကတော့လက်မောင်းကိုအဲ့နဲ့ဆေးတို့အဲ့နဲ့လားဘလို့လုံးလိုက်တယ်တော့ကျမတို့လည်းမသိဘူးဒါပေမဲ့ ရဲနေတယ်ပေါ့နော်သူရဲ့ဒီလက်မောင်းဒီလိုနေရာလေးမှာရဲနေတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့ဒါကန်ကောင်းလို့ကျမသမီးလေးကကျမရှိကိုပြန်ပြီးတော့ရောက်လာတာကျမတို့ကိုဒါအဆက်အသွယ်လုပ်လို့ရတာပေါ့နော်တကယ်လို့များဒီမတမာတဲ့လူကအမျိုးသားဖြစ်မယ်ယောက်ျားလေးသားဖြစ်မယ်ဆိုလို့ရှိရင်တော့ဂျင်းသေးတယ်သူဒီတစ်ခုခုထပ်ပြီးတော့ အစောကောင်းပေါ်ကထပ်ပြီးတော့ခံရနိုင်နေအဲပြီးတော့ဆိုရှင်လည်းတချို့ဆိုလို့ဆိုရှင်လည်းလူကုံကူးတဲ့အထဲကိုပေါ့နော်အဲ့လိုမျိုးလူကုံကူးဖို့ခေါ်သွားနိုင်နေပေါ့နော်ရောင်းစားခံရနိုင်နေပေါ့ဒါပေမဲ့အရန်ကံကောင်းတာကကျမတို့လုံတဲ့ကုသိုလ်တွေကြောင့်ပဲလားကျမတို့ထားတတ်တဲ့ကျမတို့လူတိုင်းပေါ်မှာစိတ်ထားစေတနာကောင်းလို့ပဲလားပြီးတော့လည်းကံကပဲကိုယ်မျက်နှာသာပြင်းနေသေးလို့လားတော့မတိဘူးပေါ့နော်ဒါလောက်လေးနေပဲကျမသမီးလေး လောက်လေးပဲဖြစ်သွားပြီကျမရှင်ကိုပြန်ရောက်လာတာဒါပေမဲ့အဲ့ဒီညတော့ကျမအမေတယောက်အနေနဲ့မိခင်တယောက်အနေနဲ့ကဘာပြတ်မတက်ပဲကဘာပြတ်မတက်ပဲဘာလို့လဲဆိုတော့ကျမသမီးလေးဒီမျက်မလုံးကပါဝါရှိရာဖြစ်တဲ့အတွက်ကြောင့်မလို့မျက်မှန်ချုပ်လိုက်ပြီးမျက်မှန်မရှိတော့ဘူးဆိုသူဒီဘာမှမမြင်တော့ဘူးတောင်ဆန်းမြောက်ဆန်းအဲ့လို လူမျိုးအဲ့တော့သူကျမကိုဖုံးပြောလိုက်တဲ့အချိန်မှာငိုးဝီပြောလိုက်တဲ့အချိန်မှာမမေတမိမှာမျက်မျက်မှန်လည်းမရှိတော့ဘူးတမိဘာမှလည်းမမြင်ရဘူးဘာမှလည်းမသိဘူးမမေရေလို့အဲ့လိုပြောတဲ့အချိန်မှာကျမတော်တော်ကိုခံစားရတယ်တော်တော်လေးကျမစိတ်ပူသွားတယ်ပေါ့နော်အဲ့ဒီညကတော့ကျမဘဝအတွက်ကဘာပြတ်မတက်ပဲဒုတိယတစ်ချိန်ကဘာပြတ်မတက်ပေါ့အမေဆုံးတော့ကတစ်ခါကဘာပြတ်မတက်ဖြစ်တယ်ခံစားမှုဒီတစ်ခါကျမတမိလေးပထမအဦးဆုံးအခုလိုဆေးမိခံလား ဒါဒုတိယတစ်ခါကဘာပြတ်မတက်ကျမခံစားရတယ်ပေါ့နော်ဟုတ်တယ်နော်မင်းကလေးတွေနေနေတော့အပြင်သွားလို့ရှိရင် queue site နဲ့ရှင်အပြင်ဒီဘာလေးကြောက်ရဲသွားမယ်ဆိုရင်နော်တံမြာဒီလေးတွေပါလေးပြီးဆောင်တင်နေရှင်ခုကနော်မင်းကလေးချင်းချင်းလည်းမြုံရတော့နော်ခုလိုလူမျိုးတွေကြောက်လဲနော်တကယ်ဒုက္ခရောက်နေတဲ့သူကိုတွေ့ရင် တော့မှနော်ကိုကမကူညီရဲလောက်အောင်တော့မှနော်ကြောက်နေရပြီရှင် ဒါကြောင့်မို့လို့ main ကလေးတွေအနေနဲ့ရောနော်အသွားလာလေးတွေ view site နဲ့ရှင်ဖြစ်နိုင်တော့တယောက်ထင်းမသွားတာကောင်းနေနော်ခုခေတ်ကနော်သူ့ဈေးတွေလည်းပေါ်သလိုနော်လူလင်နေရလည်းအရန်ကုန်မှာပေါ်ရဲ့ရှင်ဒါကြောင့်မို့လို့အားလုံးလည်း view site ကြပါရှင်ညီမရဲ့ view လေးကတော့ဒီလောက်ပါပဲရှင်နောက် video လေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်